ခုပြောပြမယ်ဇောင်းမာလင်းနာမည်ကနိုင်ငံရေးသမားလူမရှိတဲ့သူအမေရိကန်နိုင်ငံကအာလူတယောက်ကြောင်ပေါ့ဗျာသူအကြောင်းပြောပြတာဆိုဇလန်ဒီလိုပါ20ရာစုစလောက်ကအမေရိကန်ပြည်တော်စုမှာနာမည်ကျော်ဘောလုံးသင်းတင်းရှိတယ်အဲ့ဒီအသင်းက Princeton Football Team သူ Princeton University ကပေါ့နော်အဲ့ဒီအသင်းကိုညာမျော်မြင်ကြီးကြီးနဲ့ to youth site စူးစမ်းနေတဲ့လူငယ်လေးတူက ြည်မှုအုပ်ချုပ်။သူဟာဝဲဝါခြင်းမာနကြီးခြင်းမရှိတဲ့ပြင်သူ့အသင်ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေဘယ်ခါမှသူစုပူပူဟောင်းပွားဟောင်းပွားပြောလို့မရှိဘူး။အစဉ်တစ်ဖြင့်ကစားခုံစားစိတ်ဓာတ်အရင်ခံတဲ့စည်းစည်းလုံးလုံးညီညာညာတင်းတင်းလျှောက်ပတ်မှုဂုံရှိမှု စသည်တို့ကသာသူကအေးအေးဆေးဆေးပြောလို့ရတယ်။တရက်မှာသူကဘောလုံးစားရတဲ့သူတွေကိုစုပြီးတော့ တိမ်မွေးနူးညံ့တဲ့အသံနဲ့အဆွေတော်တို့ဒီနေ့ကစားတဲ့ဘောလုံးပွဲမှာအဆွေတို့တဲကလူတယောက်ဟာသူနဲ့အလွမ်းတဲ့လူတယောက်ကိုသာအရေးပေးပြီးဥပမာဆိုပါတော့ဂိုးသွင်းဖို့မှာ အစင်သိမ့်ရလူကိုဘောလုံးမပေးပဲသူနဲ့ရင်းနှီးတဲ့လူကိုမှခဲရခက်စစ်ပေးတာတွေ့ရနောက်နောက်ကိုဒီလိုဘရောမှမလုပ်ပါနဲ့လို့ကျွန်တော်သတိပေးပါတယ် ဒီပြုမှုဟာအသင်းရဲ့စီးရုံးညီညွတ်မှုကိုဖျက်ဆီးတာနဲ့အတူတူပဲကျွန်တော်တို့အသင်းမှာနိုင်ငံရေးဆန်ဆန်ဘောလုံးစားတာမျိုး လုံးဝအလုံးမရှိပြီးတော့နိုင်ငံရေးကိုကျွန်တော်တိတ်မုန်းတယ်စသဖြင့်ပြောဆိုလို့ရှိတယ်ဩဝါဒပေးလို့ရှိ နောက်တစ်ပွဲမှာဒီကနေ့မနေ့အငယ်သာအနည်းငယ်ပဲကြံတော့တဲ့အချိန်မှာတစ်ဖက်စလုံးဂိုးတူရှိပြီးတည်ရဖြစ်နေတော့ Princeton ဘောလုံးသင်းကတစ်ဖက်သင်းရဲ့ဂိုးတိုင်နဲ့ ခိုင်း20กว่าကိုရောက်လာပြိသက်တိုင်းကပဲပြိသက်ကြီးတစ်ခုလုံးပေါ့လေအားလုံးလူရင်းရပဲခိုးရမယ်လို့သေချာပေါက်ထွက်ထားတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဘောလုံးရထားတဲ့ Princeton ဘောလုံးသိရဲ့အလဲတန်းလူကခြေတန်းကလူတွေကိုဘောလုံးမပေးပဲသူကိုယ်တိုင်ပဲခိုးစီကိုကန်သွင်းလိုက်တာကားအားကျော်စွာနဲ့ခိုးရိုင်နာကပ်ပြီးဝင်သွားတော့ Princeton ခိုးရသွားပြီးအဲ့ဒီပွဲမှာနိုင်သွားတယ် ပွဲပြီးတော့ဘောလုံးသမားတွေကလည်းအဝတ်အစားလဲကမ်းရောက်တဲ့အသင်းကြီးမှုအုပ်ချုပ်တဲ့လူငယ်လူရွယ်ရလူရွယ်လေးကလည်းကစားသမားတွေစီရောက်လာပြီးမျက်နှာတင်းတင်းနဲ့ကြည့်ပြီးတော့နောက်ဆုံးခိုးသွင်းတဲ့အလေတန်းလူဘက်ကိုမျက်နှာပြူအဆွေတော်ဟာဒီနေ့ဟိုပရိသတ်အကြိုက်ကို ဆောင်ရွက်လိုက်တဲ့တရေကောင်းတယောက်ဖြစ်ခဲ့တာတော့အမှန်ပဲဒါပေမဲ့အဆွေတော်ဟာ မီးမှန်လမ်းမှန်ကစားရမယ်အသင်းရဲ့စီးလုံးညီညွတ်မှုကို မပြကြနိုင်ခဲ့ဘူးအဆွေဟာဘိုလုံးသမားတယောက်အဖြစ်နေနဲ့မကစားပဲနိုင်ငံရေးသမားတယောက်လိုတကူကောင်းကစားခဲ့တဲ့အတွက်အဆွေတော်ဝတ်ထားတဲ့ဘိုလုံးကဝစ်ဆောင်ဟာအဆွေနဲ့လုံးဝမထိုက်တန်တော့ဘူးဒါကြောင့်ဒီနေ့ကစပြီးအဆွေဟာဒီအသင်းမှာနေရာမရှိတော့ဘူးဆိုပြီး နောက်ဆုံးစကားအနေနဲ့ပြောလိုက်ပါတယ်ဒါနဲ့ Princeton အသင်းအတွက် အနိုင်ရအောင်ကစားခဲ့တဲ့ဘောလုံးရော်တူဟာပြင်းထန်စွာရှုတ်ချခံရတဲ့အပြင်သူ့အားဘောလုံးမကစားဘဲနိုင်ငံကြီးကစားတယ်ဆိုပြီးတော့အုပ်ချုပ်တဲ့လူကပြစ်ဆိုပြီးထုတ်ပယ်လိုက်ပါတယ်။အဲဒီအဖြစ်အပျက်ရဲ့နောက်ဆက်တွဲထူးဆန်းတဲ့အဖြစ်အပျက်ကတော့အဲဒီနိုင်ငံကြီးကိုအလုံးမုံတီးတဲ့ Princeton ဘောလုံးသင်းရဲ့ကြည့်မှုတဲ့လူငယ်ရာကြည့်မှုတဲ့လူငယ်ကနောက်တစ်ချိန်မှာနိုင်ငံကြီးနေရင်းကို ခြေစုံပြည့်ဝင်ပြီးမအားမလတ်ရအောင်နိုင်ငံရေးလုပ်ငန်းများကို ပြုစုဆောင်ရွက်နေကြနေပြီးနောက်များမကြပါမှာအမေရိကန်ပြည်ထောင်စုရဲ့သမ္မတဖြစ်သွားပါတယ်အဲ့လူကတခြားလူမဟုတ်ပါဘူးအမေရိကန်သမ္မတကြီး Woodrow Wilson ဖြစ်ပါတော့